မက်ဆီတယောက်တော်တော်လေးဒေါသထွက်နေပါတယ်ဘလောက်ထိဒေါသထွက်နေလဲဆိုရင်ဒီမေဂျာလေးမှာတာဝန်ထမ်းဆောင်နေတဲ့ဒိုင်းတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်မေဂျာလေးဘောလုံးအဖွဲ့ချုပ်ကိုတောင်းဆိုလိုက်ပါတယ်ကိစ္စတွေကဘယ်တော့မှစဖြစ်လာလဲဆိုတော့ပြီးခဲ့တဲ့ရပိုင်းကကစားခဲ့တဲ့ Inter Miami နဲ့ Orlando City တို့ရဲ့ပွဲအစဉ်ကနေစခဲ့တာပါဒီပွဲမှာ Inter Miami အသင်းဟာအင်္ဂုမကစားခဲ့ရပေမဲ့ Orlando City ကို၃ဂိုးပြန့်ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ရပါတယ်ဒီလိုရှုံးနေခဲ့ရတဲ့ပွဲအစဉ်မှာလည်း ဒီကွလက်တာရဲ့ဆုံးဖြတ်ချက်တချို့ဟာလည်းမေကွန်းထုတ်เสียဖြစ်ခဲ့သလိုအငင်းပွားเสียကိစ္စတွေလည်းဖြစ်ခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ပွဲချိန်တင်းဆက်သုံးမိနစ်မှာ Online City ရဲ့နောက်ခံလူကဒီ6ကိုင်စီအတွင်းကဘောလုံးကိုဂိုသမားဖြစ်တဲ့ Galaxy C ကိုပေးပို့ခဲ့တယ်။အဲ့ချိန်မှာ Galaxy ကဘောလုံးကိုတစ်ချက်ထိမ်းပြီးတော့လက်နဲ့ကောက်ကင်ခဲ့တယ်။အဲ့လိုကောက်ကင်ရတဲ့ပတ်သက်ပြီးတော့ Messi က Galaxy ကနောက်ပြန်ပေးဖို့ကိုတရားမဝင်လက်နဲ့ကင်တွေခဲ့ရဆိုပြီးတော့ဒိုင်လူကြီးကိုဆွဲလိုက်တယ်။ ဒါပေမဲ့နန်လုံကြီးကဒီကိစ္စမှာအေးအေးယူမှုတစုံတရာမလုပ်ခဲ့ဘူး Orlando City ကသူမကိုလည်းအနီကပ်ပြတာမရှိသလို Inter Miami ဘက်ကလည်း Interright Free Kick ပေးတာမျိုးမရှိခဲ့ဘူး။ပုံမှန်ဆိုရင်ကသူမတွေအနေနဲ့နောက်ပြန်ပေးတဲ့ဘောလုံးတွေကိုလက်နဲ့ကောက်ကွယ်ဝင်မရှိဘူး။ဒါပေမဲ့ဒီနေ့မှာချွင်းချက်တစ်ခုရှိတာတော့ခေါင်းတိုက်ပြီးတော့ပေးတာမျိုးဆိုရင်တော့လက်နဲ့ကောက်ကွယ်ဝင်ရှိတယ်။ဒါကတော့ဘောလုံးပရိသတ်တော်များများသိတဲ့ Rubel ။အခုဒီဖြစ်ရက်မှာ Orlando City ကသူမဟာအဲ့လိုမျိုးလက်နဲ့ကောက်ကွယ်ပြီးတော့တခါနဲ့ကန်တင်လိုက်ရတဲ့နေ Orlando City ကဥဆောင်ရသွားတာ။ဒီနေ့မှာဆိုရင် Orlando City ရဲ့ကသူမအပြုတ်မှုကြောင့်ဒီ Miami ဘက်ကိုပြစ်တာပေါ်ပေးမယ်ဆိုရင်ဒီကော ေးရစရာအကြောင်းမရှိဘူး။ဒါကြောင့်လည်းမက်ဆီကပွဲပြီးမှာတော်တော်လေးဒေါသထွက်နေပြီးတော့မေဂျာလိမှာကင်တွေရဲ့ထိုင်ရဲကိုစုံစမ်းစစ်ဆေးပေးဖို့အတွက်မေဂျာလိဘောလုံးဖွဲ့ချက်ကိုတောင်းဆိုလိုက်တယ်။ပွဲပြီးအင်တာဗျူးမှာလည်းမက်ဆီကကမ္ဘာပိုင်းမှာတော့ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်တယ်။တိုက်စစ်ဆင်ပြီးတော့ဂိုးခွင်းတွေကိုလည်းဖန်တီးနိုင်ခဲ့တယ်။သူတို့ကကျွန်တော်တို့ကိုမတားဆီးနိုင်ဘူး။သူတို့လုံနိုင်တဲ့တစ်ခုကဘောလုံးအဝေးကြီးကန်တင်ဖို့ပဲ။အဲ့မှာထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။သူတို့ကစားမတယောက်ကသူတို့ဂလမားစီကိုဘောလုံးနောက်ပြန်ပေးလိုက်တယ်။ဒိုင်လိုကြီးကကျွန်တော်ကိုဒီစင်းရင်းကိုသူမသိဘူးနားမလည်ဘူးလို့ပြောတယ်။ ဒီဖြစ်ဖြစ်ကနေဘောလုံးဝေးကြီးကိုကန်တင်လာဖြစ်သွားပြီးတော့အဆုံးမှာဂိုးပေးလိုက်ရတယ်။ကာလီမားနောက်ဆုံးပွဲအဆင်မှာလိုမျိုးဒီဆိုးရတဲ့ဒီအမှားယွင်းတွေရှိတတ်တယ်။ဒါတွေကဆင်ရည်တွေမဟုတ်ဘူး။ဒါပေမဲ့ဒန်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အများကြီးပြဿနာရှိရဲ။မေဂျာလိဘောလုံးခွဲချုပ်နေတဲ့ဒိုင်းကန်တွင်မှုအပိုင်းကိုပို့ပြီးတော့အနီးကကြီးရှုတင့်တယ်လို့သူထင်တယ်။နောက်ထပ်ပွဲထန်ရှုံးရတာကနာကျင်စရာပဲ။ကျွန်တော်တို့ရားလက်မကောင်းတာတွေစတိုက်ကြုံတွေ့နေရတယ်။ ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးစူးစမ်းရမှာဖြစ်လို့ရှေ့ဆက်ရမယ့်အရာတွေကိုလည်းအာရုံစိုက်ရမယ်ဒီလာထဲမှာကျွန်တော်တို့ကစားဖို့အတွက်၃လေးဝဲလောက်ကြံသေးတယ်ကလပ်ကပလာပြန်ဝဲတဲ့အကောင်းဆုံးအချိန်မှာရှိနေအောင်အဆုံးသတ်ပိုင်းကိုကောင်းကောင်းလုပ်ရဖို့လိုတယ်ကျွန်တော်ရှေ့ဆက်ရမှာပါဘာလို့လဲဆိုတော့ဒါခက်ခဲတယ်ဆိုပေမဲ့အားလုံးအထူးကကြော်ဖြတ်နိုင်မှာပါဆိုပြီးတော့ပြောသွားတယ်မက်ဆီနီနဲ့တော်တော်လေးကိုတော်တော်ထွက်နေပြီးတော့ဒီခရစ်ချင်းပွဲပွဲပြီးချင်းမှာပဲအင်တာဗျူးမှာသူ့အနေနဲ့ဒီဒိုင်းနီကိုမချင်တဲ့အကြောင်းတွေသူတို့အနေနဲ့လက်ရှိချိန်မှာရုန်းကန်နေရတဲ့အကြောင်းတွေကိုဒီ BBC နဲ့အင်တာဗျူးတခင်ချက်ချင်းကိုဖွင့်ရသွားခဲ့တယ် ပြောရရင်ပြောစရာပဲမက်ဆီယာမေဂျာလိမှာနောက်ပိုင်းပွဲအဆင့်ဒီမှာတော်တော်လေးကိုအခြေအနေစိုးရနေတယ်။အင်တာမိုင်မီအသင်းဟာနောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်တိုက်ကိုနိုင်ပွဲပြောင်းဆုံးထားတယ်။အင်တာမိုင်မီအနေနဲ့ပြီးခဲ့တဲ့ရာသီတွေကစပိုတာရှိရယူနိုင်ခဲ့တဲ့အထိခြေစွမ်းပြနိုင်ခဲ့ပေမဲ့ဒီရာသီမှာတော့ဖလားလက်မဲ့နဲ့ဆက်သင်းရမယ့်အနေအထားရှိတယ်။မက်ဆီယာအင်တာမိုင်မီကဒီရာသီကုန်လို့ရှိရင်တော့ဒီအမေရိကန်မှာပဲကျင်းပမယ့်အဲကလပ်ကမ္ဘာဖလားကိုလည်းဝင်ရောက်ရှင်ပြိုင်ပွဲဖို့ရှိနေတယ်။မက်ဆီယာအင်တာမိုင်မီကကလပ်ကမ္ဘာဖလားမှာတော့ sorry ကလပ်အာလီပေါ်တူဂီကလပ်ပေါ်တို ဘရာဇီးကလပ်ပါမီရဲတင်းနေကြနေတယ်။မန်စီနီနဲ့ကလပ်ကပဖလားမှာဒါမဟာဘယ်မဟာရော်နယ်ဒိုနဲ့ရင်ဆိုင်ရမယ့်အခွင့်အရေးတစ်ခုလည်းရှိနေတယ်။အဲ့ဒါဘာလဲဆိုတော့ပါမီရဲအတင်းကနေပြီးတော့ဒီ sorry broly anasar တင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးမဲ့ရော်နယ်ဒိုကိုခေါ်ယူမယ်ဆိုပြီးတော့တင်းနေထွက်နေတာ။တကယ်လို့ရော်နယ်ဒိုသာပါမီရဲကိုရောက်လာခဲ့လို့ရှိရင်ကျွန်တော်အရင်တော့ကအန်ကလစီကိုမှမြင်တွေ့ခဲ့ရတဲ့မန်စီရော်နယ်ဒိုရဲ့အားပေမှုကိုကလပ်ကပဖလားမှာပြန်ပြီးတော့မြင်တွေ့ရမယ်။